Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဂိုးသမားဖြစ်တဲ့ Lemons ကပြီးခဲ့တဲ့ Sunderland နဲ့ပွဲမှာဒီ clean sheet တွေပါတွေရပထမဆုံးပွဲကစားခွင့်တွေပါတွေရပြီးတော့ပရိသတ်အများစုပရိသတ်အကုန်လုံးနှီးပါရဲ့ပေါ့နော်ကျွန်တော်ဒါယုံကြည်မှုတွေကိုသူရတယ်ပေါ့လေ Amorin တွေ့လဲဒီရာဒီပထမဆုံး clean sheet ကိုလည်းယူပေးနိုင်နေဆိုတော့လာမယ့် MV မှာရှင်မင်းကစားမဲ့လေပါဦးနဲ့ပွဲမှာသူပွဲထွက်လာအောင်မလားပေါ့ဒါမှမဟုတ်ဆိုလို့ရှင်အတွေ့အကြုံရှိပါတယ်ဆိုတော့ ကျွန်တော်တို့ဒါဘိုင်နာပဲဆက်ပြီးတော့ဗောနော်ဒါပွဲထွက်လာမလားဗောဒီနေရာမှာ Gcos Ban ကတော့ဟို Lemons နေနဲ့ပထမဆုံးပွဲကစားခွင့်ရသွားအပြီးမှာ MV မှာလည်းသူဆက်ပြီးတော့ပွဲကစားခွင့်ရလိမ့်မယ်လို့သူယူထင်တယ်ဗောနော်သူတပင် Lemons နဲ့ပတ်သက်လို့ရှိရင်အားလုံးကကျွန်တော်တို့ဒါ positive sign နဲ့အမြင်တွေပဲမြင်ထားကြတဲ့ခါကျတော့ MV မှာဆိုလို့ရှိရင် Lemons ပဲထပ်ပြီးတော့ပွဲကစားခွင့်ရလိမ့်မယ်ဗောဒီနေရာမှာကျွန်တော်တို့ကျွန်တော်ကတော့ဗောနော် MOD နေနဲ့လေဘာဦးသိန်းပေါ်လဲမူတီးပြီးတော့သူအပြောင်းလဲလုပ်လိမ့်မယ်လို့ထင်ပါတယ်ပုံမှန်အားဖြင့် တတော်တကယ်အန်ဒီရရှိပါတယ်ဆိုတဲ့အသင်းကြီးချင်ပိုင်ကစားတဲ့အနေအထားမျိုးတွေမှာအတွေ့အကြုံကပို့ပြီးတော့စကားပြောတော့အတွေ့အကြုံရှိတဲ့ကုသမားတွေကိုတုံးလေးရှိတယ်နီးပြတွေကဒါပေမဲ့လို့ကျွန်တော်တို့ကပြိုင်ဘက်ကဘလို့ချင်းခဲ့တယ်ပြိုင်ဘက်ရဲ့အနေအထားကိုကျွန်တော်တို့ဘလို့မျိုးပြန်တုံးပြန်လို့ရတယ်လဲဆိုတာကိုကျွန်တော်ကြည့်ရမှာအဲ့ဒါကိုကျွန်တော်တို့ကြည့်ရင် Lemons ဒီလေဘာဦးတင်တဲ့ပွဲစဉ်မှာပုံမှန်ပွဲထွက်ခွင့်ထပ်ပြီးတော့ဗောနော်ရလာမယ့်ကုသမားဆိုတာမျိုးကအကြောင်းပြချက်တွေကတော်တော်လေးကိုကောင်းနေတယ် Number 1က Lemons ဒီပြီးခဲ့တဲ့ Sunderland နဲ့ပွဲမှာ တကယ်အဆင်ပြေခဲ့တယ်ဗောနော်အဆင်ပြေခဲ့တယ် clean sheet တွေပါလေယူနိုင်ခဲ့တယ်ဆိုတော့အားလုံးက positive ဆန်းနေတာအဲ့လိုအခြေအနေမျိုးမှာ binary ကိုဆက်တုံးပြီးတော့ဗောနော်ဟိုရှုံးပွဲကြုံတွေ့သွားမယ်ဆိုလို့ရှိရင် MOD နေနဲ့ဘာကြောင့်တည်းလဲဘာကြောင့်မြန်ပြောင်းလဲတုံးရတယ်လဲဆိုတော့မေးခွန်းတွေကလာတော့မှာ lemons တီလက်ရှိဒါအာကစားမားတွေရဲ့ယုံကြည်မှုတွေကိုလည်းသူရထားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကိုသမားနေရာမှာအသင်းဘော်တွေရဲ့ယုံကြည်မှုတွေနော်ဟိုဒါအပြင်သူကိုယ်တိုင်သူကိုယ်သူယုံကြည်မှုတွေပြည်သက်တွေရဲ့ဘက်ကယုံကြည်မှုတွေ ်ပထမဆုံးကျွန်တော် clean sheet ဖြစ်တဲ့အတွက်ပေါ့နော် MOD ရဲ့ယုံကြည်မှုတွေသူရထားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။တာထွက်သူကောင်းထားတယ်ဆိုတော့ဆိုတော့ Liverpool နဲ့ပွဲမှာနောက်တစ်ချက်ကသူ့အတွက်အဆင်ပြေနေတဲ့တစ်ချက်က Liverpool တင်းဒီကျွန်တော်တို့သိတဲ့တိုင်းပဲသူတို့အိမ်ဝင်ကစားမှာဖြစ်တဲ့အတွက်ကိုရီကို high pressing တွေပါနေကစားလာမယ်အတင်းမျိုးပါ။သူတို့အနေနဲ့သူတို့ဘက်ချက်မှာပဲထိုင်ပြီးတော့ပေါ့နော် counter attack တွေပါနေကစားမယ်အတင်းမျိုးကျွန်တော်မဟုတ်ဘူး။ကိုယ်ဒီဘက်ကိုဖိအားပေးလာမယ်เนาะကျွန်တော်ဒီနေ့အကိုဒီကို pressing ကစားလာမယ်ဖြတ်တင်ဖို့တွေသူတို့အများကြီးတုံးမယ် နော်ကိုရီကိုကျွန်တော်တို့ဒါ position ပြီးပါတယ်ထိပြီးတော့သူကစားလာမယ်ဒီလိုအခြေအနေမျိုးမှာ lemons တူမျိုးကျွန်တော်တို့ဒါ long ball တွေကို comfortable ဖြစ်ဖြစ်သွားနိုင်တဲ့ဂိုးသမားကိုကျွန်တော်လိုတယ်ဒီဘောက်တင်ရဲ့ဘက်က pressing လောက်လာပြီးဆိုတာနဲ့ amorin ဒီကွင်းလေကိုအသုံးမချခြင်းတဲ့အခြေအနေမျိုးမှာပြိုင်ဘက်ရဲ့နော်ဒါ pressing ကိုကျွန်တော်ကြော်ဖို့ကိုကွင်းလေကိုကြော်ပြီးတော့ပြိုင်ဘက်ရဲ့ defensive third zone နဲ့ကိုခက်မြန်မြန်ဘောလုံးရောက်ဖို့ပေးပို့နိုင်မှုနဲ့ပတ်သက်မယ်ဆိုလို့ရှိရင် check ကိုစီကို long ball တွေပို့ပေးတာဒီအတင်းအတွက်အကောင်းဆုံးပဲ ဆိုတော့အဲ့အရာတွေကို lemons ကဘဲချီနဲ့ပဲဖြစ်ဖြစ်ညာချီနဲ့ပဲဖြစ်ဖြစ်တက်တောင်းတက်တာဗျာသိတယ်မလားเนาะရှိရှိသူပေးဖို့နိုင်စွမ်းရှိတဲ့တယ်မှာပါတယ်အဲ့တော့ sandalen နဲ့ပွဲကလိုမျိုး long ball တွေအများကြီးထက်ပြီးတော့မြင်ရလေဦးမလို့ကျွန်တော်ထင်တယ် lebau နဲ့ပွဲမှာဆိုတော့အဲ့ဒါဆိုလို့ရှိရင် lebau ရဲ့ press ကိုကျွန်တော်ကြော်လွားနိုင်မယ် lebau လို့အသင်းမျိုးနဲ့ပွဲမှာ lebau တင်းရဲ့ဘက်က pressing လုပ်လာပြီးဆိုတာနဲ့ကိုရီးယားအဲ့ pressing ကိုဖောက်ထွက်ဖို့ long ball တစ်တုံးတစ်မျိုးပဲကျွန်တော်တွားဖို့ရှိတာဘာကြောင့်လဲဆိုတော့ ammoning ကကွင်းလေကိုအတုံးမချခြင်းဘူး ဲ့တော့အဲ့လိုသွားတဲ့အချိန်ဒီမျိုးဒီမှာဆိုလို့ရှိရင်အသင်းအတွက်ပေါ့နော်ပြိုင်ဘက်ရဲ့ pressing ကိုကျွန်တော်သာအတိုင်းအတာတစ်ခုထိဖြည့်လျှော့နိုင်မယ်ကိုယ့်ဘက်မှာခန်းစစ်စုံမှာအမားတွေကျွန်တော်နေရှော့ချနိုင်မယ်အမားတွေရှော့ချနိုင်ရင် Andian နဲ့မယ် Andian နဲ့ပြီဆိုတာနဲ့ပီကူတွေပါနေလာမှာပဲဒါကို MOD ရဲ့ဘက်ကကြည့်မှာပဲအဲ့ဒီတော့လောင်းဘောတွေသွားမဲ့နေထားမျိုးမှာကျွန်တော် Lemons ကိုပေါ့နော် အများကြီးယုံကြည်လို့ကျွန်တော်ရတယ်။ဘယ်ချီနဲ့ပဲဖြစ်ဖြစ်ညာချီနဲ့ပဲဖြစ်ဖြစ်တက်တောင်တက်တာဖြစ်ဖြစ်သူကဘောလုံးတွေပါတယ် distribute လုပ်နေတဲ့မှာကျွန်တော်ပါတယ်ဗျ။အဲ့ဒီတော့ Benjamin Shekuzi ကိုဘောလုံးတွေပါတယ်ပေးဖို့တာမျိုး Lemons ကိုအများကြီးမျှော်လင့်လို့ရတဲ့အခြေအနေမျိုးမှာတိတ်ပြီးတော့ဟိုသူ့စီကိုဘောလုံးရောက်လာပြီဆိုတာနဲ့တက်တောင်တက်တာမရှိကစားနေတဲ့ဘိုင်ယန်ဒါနဲ့စားလို့ရှိရင် Lemons ကထပ်ပြီးတော့မြင်ရဖို့အခြေအနေတစ်ခုပဲ။နောက်တစ်ခုကလေဘောက်တင်းရဲ့နောက်တန်းမှာဆိုလို့ရှိရင်ဘန်တိုက်တူလို့ဘောနော်ကိုနာတီတူလို့မျိုးကျွန်တော်တို့ဒါ အမြင်ပေါ်အရန်ကောင်းတဲ့ကစားမတွေရှိနေတယ်ဆိုတော့ရှက်ရှ်ကိုတယောက်ထင်းနေတော့အမြင်ပေါ်ဒီအကုန်လုံးကိုအားကိုးနေလို့မရဘူးဆန်ဒလန်နဲ့ပွဲရလို့မျိုးဆန်ဒလန်နဲ့ပွဲတုန်းကတော့ရှက်ရှ်ကိုဟာအများကြီးအချင်းကြီးကောင်းအောင်ကျွန်တော်ကစားနေတဲ့ပလေးယာတယောက်ဖြစ်တယ်ရယ်လောင်းဘောတွေကသူ့စီကြီးပဲကျွန်တော်လာတယ်ပြဿနာမရှိဘူးဒါပေမဲ့လို့ပေါ့နော်လီဗာပူးနဲ့ပွဲမှာဘန်တိုက်တို့ပါတို့က AUJS အရန်ကောင်းတဲ့ကစားမတွေဘန်တိုက်တို့ကအမြင်ပေါ်တအားကောင်းတဲ့ကစားမတွေဆိုတော့ကိုစီလမ်မန်စ်ဒီကရတဲ့မြဘောလုံးဒီလောင်းဘောပေးတိုင်း အဲ့တော့ဒီဘန်ဒိုက်တို့ပါလို့စီရောက်ရောက်သွားပြီးတော့ဘန်ဒိုက်ခေါင်းတိုက်ချပြီးတဲ့အလုံးတွေကလည်းသူ့အသင်းဘော်တွေစီရောက်နေပြီးတော့ second ball တွေပါတယ်မလူနိုင်လို့ကျွန်တော်တိုင်ပက်တယ်ဆိုရင်ကိုရီးကဒုက္ခရောက်မှာအဲ့တော့အဲ့ဒီယာကိုနီးပြားဖြစ်သူလူပင်အမိုရင်းကဘလို့ကြော်လွှားမလဲပေါ့ဒါကိုလည်းကျွန်တော်ကကြည့်ရသေးတာအော်ဆန်ဒလန်နဲ့ပွဲမှာတော့ကသူအမြင်ဘော်တွေခေါင်းတိုက်တာကောင်းတယ်ဆိုတော့ပြိုင်ဘက် quality နဲ့လည်းစိုင်သေးတယ်ဒါသူ့ရဲ့ရည်ချင်းကလည်းပါတာပေါ့လေအဲကြောင့်ဘန်ဒိုက်တို့နဲ့ခေါင်းဘော်တွေရှင်တက်ရမယ်ဆိုရင်တော့တိုင်ပက်သွားနိုင်တယ်ဖြည့်ရှင်းချက်ကဒီလိုပဲတခုရှိတယ်ဗျာကျတော့ဘန်ဒိုက် ရှိတဲ့ဘက်ကို share ကိုမနေနဲ့ကိုနာတီးတို့ဗောနော် frame ပေါင်းလို့ရှိတဲ့ဘက်ချက်မှာပဲကျွန်တော်နေအဲ့ဒီကိုပဲကျွန်တော်လောင်းဘောတွေပို့ဒါဆိုလို့ရှင်ဘန်တိုက်ကသူ့ရဲ့ဇုံကိုကြော်ပြီးတော့ခေါင်းဘောတွေလာရှင်လာတိုက်လို့မရဘူးကိုနာတီးကိုတော့ရှင်တိုက်နိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ် share ကိုစီကနေပြီးတော့နော်ပြီးလို့ရှင်အဲ့ဒီနာမှာရှိတဲ့စာမားတွေထံကိုကျွန်တော်သာ second ဘောတွေပါထောက်ဖို့လုပ်ရင်ဘန်တိုက်ကိုကျွန်တော်တို့က ground ကနေပြီးတော့ကျွန်တော်တိုက်လို့ရတယ်အဒါမျိုးဗောနော်ဒါကြောင့် MOD နေနဲ့ဗောနော်ဘယ်လိုမျိုးကျွန်တော်တို့အနေနဲ့ဒါချင်းကက်လာအောင်လို့တော့မသိဘူးတေချာတာတခုကတော့ Liverpool တင်းရဲ့ hybridism ပုံစံဒီကိုကျွန်တော်တို့ကြော်လွှားနိုင်ဖို့ဆိုရင် lemons ရဲ့လောင်းပေါ်တွေကျွန်တော်လိုပါတယ်ဆိုတော့ကြောင့် liberty နဲ့ပွဲမှာ lemons ဒီဟိုပြီးခဲ့တဲ့ပွဲမှာ confidence ရှိရှိပေါ့နော်ကျွန်တော်ကအကောင်းဆုံး performance ပြနိုင်ခဲ့တာဖြစ်တယ်လို့လောင်းပေါ်တွေဘာတွေကလည်းအရေးပါလာမဲ့ပွဲဖြစ်တဲ့အတွက် liberty နဲ့ပွဲဒီမှာတော်တော်လေးကိုနေရာရလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီကလို့ရောဘလို့မြင်ရတယ် lemons ကိုကျွန်တော်တို့က liberty နဲ့ပွဲမှာမြင်ရလိမ့်မယ်လို့ထင်ကြလားဒါမှမဟုတ်အတွေ့အကြုံပို့ပြီးတော့များပါတယ်ဆိုတဲ့ binder ကိုကျွန်တော်တို့ထည့်တင်တယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်